မင်္ဂလာပါရှင်။မောသားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ငါးလကြော်ကြာဖြစ်နေပြီဖြစ်ပါတယ်။ဒီတက်ပွဲတွင် KIO ဆောင်တဲ့ပုံပေါင်းအဖွဲ့တွေဘလောက်အထိအထိနာနေပြီးတော့ဘလောက်အထိထိခိုက်ကြဆုံးထားတဲ့ဆိုရဲ့ channel ဗမော်တိုက်ပွဲက KIO ဆောင်တဲ့ပုံပေါင်းအဖွဲ့တွေအတွက်တင်းကြိုင်ဖြစ်လာမှာလားဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီစီစဉ်လေးမစတင်ခင်မှာတော့ Moda Media Channel ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရင်မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေအနေနဲ့လူဆဲဝင်စားမှုအများဆုံးတိုက်ပွဲတွေထဲမှာကချင်ပြည်နယ်ဗမာမြို့တိုက်ပွဲလည်းပါဝင်နေပါတယ်။ဘာကြောင့်လဲဆိုရင်ကချင်လက်နက်ကအဖွဲ့ KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာဗမာမြို့ကိုထိန်းချုပ်နိုင်ဖို့ငါလာကြော်ကြလူအင်အားသုံးတိုက်ခိုက်ခဲ့ပေမဲ့ဗမာမြို့အခြေစိုက်စာကာခ21အပါဝင် နာဆာကတက်တွေကဟန်ကျက်ညီစွာ ပူပေါင်းတိုက်ခိုက်နိုင်တာကြောင့် KIU ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေကအထိန်းနာနေပြီးတော့လက်ရှိအချိန်ထိအလုံးစုံတိုက်ခိုက်ထိန်းချုပ်နိုင်ခြင်းမရှိသေးပါဘူး။ဒါပေမဲ့နာဆာကအဆိုအရကိုစန့်ကျင်တဲ့နနေကအဖွဲ့တွေကိုအားပေးရဲ့မီဒီယာတွေမှာ KIU ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာစကားက27နာရကဝင်းလိုက်ဟိုတယ်ကကင်းစကန်နဲ့မြို့အတွင်းကနာဆာကတက်တွေရဲ့ကကင်းတချို့ကိုထိန်းချုပ်နိုင်ခဲ့တယ်လို့ရေးသားဖော်ပြတာတွေရှိခဲ့ပါတယ်။ တကယ်လက်တွေ့မြေပြင်အခြေအနေမှာတော့ဗမော့တိုက်ပွဲတွင် NASA ကအစိုးရကိုစန့်ကျင်နေသူတွေကိုအားပေးတဲ့မီဒီယာတွေဖော်ပြခဲ့တယ်လို့မျိုးမဟုတ်ပဲ NASA ကတပ်တွေကအကောင်ဆုံးပုံစံမျိုးနဲ့တုံ့ပြန်တိုက်ခိုက်နေမှုကြောင့်စေဦးကျိုးတယ်လို့မျိုးဖြစ်နေက KYU ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအ ਨੇ စုံ၄000ခန့်ထိခိုက်ကြဆုံးထားလို့သိရပါတယ်။တောင်ကန်စစ်မြေပြင်အထိကိုတိုင်းတော်ရောက်ကူညီခဲ့သူကိုခိုင်စောကမေလ28ရက်နေ့မနေ့3နာရီအချိန်ကစာကခ21ကို ၊ KIA တွေချင်းကပ်ပြီးအာယုံဦးတိုက်ပွဲဖော်ဆောင်နေ။ခန်းစစ်အသားကြနေတဲ့မိမိတက်တွေဟာချက်ချင်းပြန်လေတုံ့ပြန်နိုင်ခဲ့တယ်။နှစ်ဘက်တိုက်ပွဲပြင်းထန်ပြီးနေ့လယ်ပိုင်းမှာ DP တွေဆွဲပြီးပြန်ဆုတ်သွားခဲ့တယ်။ရန်သူဘက်က အကြဆုံးများတယ်။ဒါပြင်3:30မိနစ်မှာ KIA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာဒုတိယကြိမ်လာရောက်တိုက်ခိုက်ကြပေမဲ့စကားက20တည်းအတွင်းရှိတဲ့စစ်တီတွေကအန်ကျန်ကြီးစွာတုံ့ပြန်တိုက်ခိုက်ခဲ့တဲ့အတွက် KIA တွေတပ်တွေပြန်လည်ကြတယ်။အကြဆုံးများစွာနဲ့ပြန်ဆုတ်သွားတယ်။ ပြောရမယ်ဆိုရင်ဗမာအဖွဲ့တွေ okay ပါတယ်။လက်တင်ပြီးအလေးပြုတ်တယ်။စာကက27ဗမာကိုစစ်ရင်နေပြီးဖြစ်တဲ့ KYI ဟာအလုံးအရင်နဲ့ဖြစ်နေပြီးလာတိုက်ခရာဖြစ်ပြီးတတော်ကြီးပွဲကြီးပွဲကောင်းဖြစ်ခဲ့တယ်။နောက်ဆုံးလမ်းကြပြီးရန်သူဆုတ်ခွာသွားတာနဲ့ဗမာကဒရုန်းအဖွဲ့တွေဟာ ရန်သူဆုတ်ခွာရာလမ်းကြောင်းအတိုင်းဖိဖိစီစီချိန်မုံနိုင်ခဲ့တယ်။ငါစာကတက်တွေရဲ့လေကြောင်းဒရုန်းနဲ့ခြေလင်းအဖွဲ့တွေကဟန်ကျဲညီစွာပူးပေါင်းတိုက်ခိုက်ဒီလိုချိန်မုံနိုင်ခဲ့လို့လေ ဗမော်စစ်မြေပြင်တစ်ခုထဲမှာတင်ကချင် KIA ရခိုင် AA နဲ့ PDF တွေဟာ၄000ကျော်တက်မှနှစ်ခုစာတည်ဆုံးခဲ့ရပဲဖြစ်ပါရဲ့ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။ KIA ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာဗမော်မြို့ကိုထိန်းချုပ်နိုင်ဖို့ရှိရဲကြတဲ့2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီး NASA ကရေမြေပြင်တပ်ဖွဲ့တွေ drone တပ်ဖွဲ့တွေတန်ကြပ်ကနဲ့လက်နက်ကြီးအဖွဲ့တွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် KIA ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေအလဲလဲအကွက်ကွက်ဖြစ်ကလူပြောင်းတီးမှုတွေဖြစ်ခဲ့လို့အတင်းကျပ်လူသေးစုဆောင်ခဲ့တယ်လို့ရကလနဲ့ကအဖွဲ့အီတန်ကနေစစ်ကူခေါ်ယူခဲ့ရတယ်လို့သိရပါဗျ။ KIA ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာစစ်တီအင်အားဖြစ်တဲ့အခါဗမာမျိုးကိုတိုက်ခိုက်ခဲ့ပြီးမြန်မာစကတပ်တွေရဲ့ဟန်ကျဲညီစွာတုံ့ပြန်တိုက်ခိုက်မှုတွေကြောင့်ရင်းဆိုင်ခဲ့ရက KIA ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေရဲ့ထိုးစစ်ကအပြားရှုခဲ့ရတယ်လို့ဆိုကြပါဗျ။ စီရေးစိတ်ဝင်စားသူတို့ကဗမော်စစ်မျက်နှာညချိန်လောက်တဲကစလို့အင်အားအလုံးအရင်နဲ့လာတိုက်တဲ့ KIA နဲ့ PDF ပူပေါင်းအဖွဲ့တွေကိုကိုဘက်ကဖိုက်တာတွေကရန်သူတယောက်စီတတောင်ဆိုတယ်လို့တကောင်ချင်းတိဖြော်ပြီးအမဲချွေတယ်လို့တာမဲနိုင်ပါရှင်တုံးတွေနဲ့ပြန်တီးတာကြောင့်အတော်အထိနာသွားပြီးအကုန်ပြန်လည်ကြသွားတယ်။ကိုကြားတရားသလားအရေးကြီးရဲ့နေရာတွေမှန်သမျှကိုဘက်ကအပြေဝထိန်းချုပ်ထားစေဖြစ်တယ်။တကယ်ကမြေပြင်မှာလက်ကြံတွေကိုလိုက်ရှင်းနေတာ စကားက20တေကစစ်တေတော်ရီသာဖြစ်ပါလိမ့်မယ်။ဗမော်ရဟယင်ဖြစ်စဉ်ကပေါ်ပတ်ရက်ခွက်အဖို့မမျော်လင့်ပင်ရလိုက်တဲ့ ancestor အေးပဲဆက်ဆက်တခုမြတာဖြစ်ပါတယ်။ဒါကိုကုတ်ကုတ်ကိုဟုတ်လာပြီးမှတ်ပြီးလာတိုက်တဲ့ကောင်းနေဖို့ဖိုက်တာရီရဲ့လှုပ်ရှားခံစင်းနဲ့တက်ပြီးပြန်တိုက်ချတာခံရက60ကျော်တုံးတင်ချိန်မုံနာခံရတယ်လို့မြေပြင်မှာကကိုဘက်ကအသာစီးနဲ့ပြန်စစ်ကစားနေတယ်လို့လေချောင်းစစ်စင်ရေးပေးတဲ့ပုံမှန်အတိုင်းပဲလုပ်နေပါလိမ့်မယ်။တပုံဘောမမီဒီယာတွေကို ဝါဒဖြန့်တရင်တွေရှေးခိုင်းနေပေမဲ့ KIA ရဲ့အကုံရှိအောင်ပုံအော်ပြီးလုပ်နေတဲ့ထိုးစစ်ကအပြားရှုနေပြီဖြစ်တယ်ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ဗမာမျိုးဟာ AR မြစ်ကန်ပေးမှာတရှိရာကြောင့်မြန်မာနိုင်ငံအောက်ပိုင်းဒေသကတင်မော်ရီနဲ့ပြည်တွင်းကုန်သွယ်ရေးပြီးတဲ့လုံနိုင်တဲ့အစိတ်ကမ်းမျိုးလေးဖြစ်တယ်လို့မန္တလေးကိုဆိုရင်ဗမာမန္တလေးလမ်းကနေလဲသွားနိုင်တယ်လို့ကိုယ်ကင်လာရှိုးကနေတဆက်လဲဆက်သွယ်သွားလာနိုင်တာကြောင့်တွင်းကုန်ပို့ကုန်လုပ်ငန်းတွေထွန်းကားတဲ့မျိုးလေးဖြစ်ပြီးတော့ ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တင်းစားကြပါတယ်။မမမြို့ဟာကချင်ရှမ်းမြောင်နယ်စကိုင်းတိုင်းအဆက်ဖြစ်ပြီးကုန်းလန်းရှိလန်းလေကြောင်းလန်းတင်းနဲ့စည်ရေးစီးပွားရေးအချက်ကြားကြတဲ့အရာတခုဖြစ်ပါတယ်။မမမြို့မှာနာစာကရဲ့စစ်စင်ကြီးကုတ်ကဲမှုဌာနချုပ်စာကခ21စစ်ဗက်ရေးရာလုံခြုံရေးတပ်စုစာရဖာစုအမတ်933ထောက်ပံ့ပို့ဆောင်ရေးတပ်ထပါရ933အမတ်71စစ်မြေပြင်စေးတရင်မဆာရ71 အမတ်၅ဆက်သွယ်ရေးတပ်စာသားရ၅အမတ်314အမြောက်တဲ့အမတာ314အမတ်360ကျောင်းအမြောက်တဲ့အမတာ366တပ်တွေအပါအဝင်တန်းနေရာပေါင်း73ခုလောက်ရှိနေပါတယ်။နာဇာကဟာလက်ရှိအချိန်မှာဗမာမြို့ကိုစစ်ကူစစ်ကြောင်းဆေးလုပေးပို့ခဲ့ပြီးအဲဒီစစ်ကူစစ်ကြောင်းကနမည်ရှင်းလင်းမှုတွေလုပ်ဆောင်နေရှိနေရ PDF အဖွဲ့ဝင်တွေနဲ့ KIA အဖွဲ့တွေကြားသဘောထားကွဲလွဲမှုတွေဖြစ်ခဲ့ရပြီး PDF အဖွဲ့ဝင်တွေ ထွက်ပြေးတာ အလင်းဝင်တာတွေရှိခဲ့တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။မမောတိုက်ပွဲနဲ့ပတ်သက်ပြီးတော့နာဆာကကိုစန့်ကျင်နေသူတွေကိုအားပေးနေတဲ့မီဒီယာတွေမှာတော့စိတ်တက်စစ်စင်ရေးနဲ့ဝါတာပြန့်စီရေးဆက်ဆံပုံပေါ်ရေးသားနေကြပြီမဲ့တကက်လက်တွေ့မြပြင်မှာတော့ပမော်တိုက်ဝဲကကကြံလနဲ့ကအဝဲ KIU ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအတွက်တင်ဆိုင်ဖြစ်နေတယ်လို့ပမော်တိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့စစ်တီတဝူကိုယ်တိုင်ရေးသားဖော်ပြထားပါတယ် ဘမော့တိုက်ပွဲမှာကိုရိုင်းပါဝင်တိုက်ခိုက်နေတဲ့စစ်သည်တအုပ်ကဘမော့မြို့ဟာရာဇဝင်နဲ့ချီရဲ့တမိုင်းနောက်ခံတွေရှိရယ်နေကန်အများစုကရှမ်းနေတဲ့ဒေသဆောင်ကစီးပွားလာရှာသူတွေဖြစ်ပြီးကချင်ကအနေစုပါပြောချင်တာကဘမော့ဟာကချင်ကိုကိုစားမပြုတ်ပါဘူးထပ်ပြောမယ်ဘမော့ဟာကချင်ကိုအခြေခံထားခြင်းမရှိဘူးခိုင်းပြခိုင်းနာစကန်လေးတွေတင်းလာပြီးလက်ထင်သွေးရောက်လာတဲ့ကေရင်ဟာလွယ်ကျဲပေါက်ကိုထိန်းဖို့နဲ့ဖွင့်ရှာဖို့တဲ့ဘမော့ကိုရန်ရှာလာခဲ့တယ်အဲ့ဒီမှာတင်း ဒီဝဲစားတွေကာလနာတိုက်တာပဲမြို့ကတသိန်းခွဲလောက်ကအိုးအိမ်ပြစ်ခဲ့တာ၆လလောက်ရှိပြီအများစုကမန်းလေးလိုမြေပြန်ဘက်ဆင်းကြတာပါဟိုရောက်တော့ငလီနဲ့တိုးကြရောနူရဝဲဆွဲဘဝတွေငကူကမှ KI ကိုမလုလားတဲ့လေကင်တွေကအခုတော့ကျင်းစာတိုက်နေကြပြီ TM တွေမှာ feedback တွေဖတ်ကြည့်ကြပေါ့နောက်တစ်ချက်ကဒီနယ်မြေကရှေ့ရတင်ပြခဲ့သလိုရာဇဝင်သမိုင်းကြောင်းတွေရှိရယ်အဆောင်လျှောက်တွေပါဝါကြီးရယ်မဟုတ်တရုတ်မတော်မတရားတွေလုပ်ရင်ကာလနာတိုင်းမှာပဲ ဲ့ဒါဒီနေကံတွေပဲပြောကြတော့ချုပ်ရရင်တော့ပမောဟာကလေးကဝမီဒီယာတွေရေးနေရနဲ့စန့်ကျင်ဘက်အခြေအနေမှာရှိနေတယ်လို့ AC ကလည်းခေါင်းဆောင်ပြီးသားစွာကုတ်ခဲနေပြီးအောက်ကတပည့်နဲ့မိသားစုဝင်တွေကလည်းစိတ်ဓာတ်အလန်းစားကြီးဝင်ကြံကြံခံပြင်းနေကြတာမလို့ဗမဟာကရရင်နဲ့သူ့တပည့်ကလေးကစီပတက်လေးတွေရဲ့နောက်ဆုံးနေဝင်ချိန်တင်ဆိုင်နေရတာဖြစ်ပါလိမ့်မယ်လို့ရေးသားဖော်ပြထားပါတယ်။ကရရင်ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာဗမမျိုးကိုမတိုက်ခင်တခြားမျိုးတွေကိုထိန်းချုပ်နိုင်အောင် ဂျိုးပန်းချိန်တုန်းကရပ်ပေါင်း150အတွင်းထိန်းချုပ်နိုင်ခဲ့ပေမယ့်မမော်မြို့ကိုလူအင်အားအလုံးအရင်နဲ့ထိခိုက်ခဲ့ရမှာလက်ရှိချိန်ထိမထိန်းချုပ်နိုင်ခြင်းကတရားရင်ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဘလောက်ထိလူပြုံးစင်ရှောင်ဖြစ်နေသလဲဆိုတာတွေးကြည့်လို့ရတဲ့အခြေအနေမျိုးလည်းဖြစ်ပါတယ်။ဘလိုပင်ဆိုနေစေကမို့ NASA ကတက်တွေရဲ့အကောင်းဆုံးပုံစံမျိုးနဲ့ဟန်ကျဲညီစွာပူပေါင်းတိုက်ခိုက်မှုတွေကဗမော်တိုက်ပွဲကကချင် KI ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေအတွက်တင်းတိုင်းတစ်ခုအနည်းငယ်မြန်ဖြစ်လာွယ်ရှိနေပါရဲ့ရှင်။